မိမိအကျိုးလည်းဖြည့်ဆည်းတယ်တိုင်းလူပြည်သားများရဲ့အကျိုးစီးပွားလည်းဖြည့်ဆည်းတယ်အဲ့ဒီဖြည့်ဆည်းခြင်းကိုဥစဉ်လို့ရင်ဥစဉ်လူမိုက်ပဲဥစဉ်ရင်ထဲမှာတာဒနာကွယ်သွားပြီမယောင်နိုင်လို့ရင်မယောင်နိုင်လူမိုက်ပဲတီတကူလို့ရင်တီတကူလူမိုက်ပဲမိတ်ဆွေများအားလုံးတော်လန်သောနေ့တည်းပါသမိဇယဓမ္မတာကိစ္စအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာသာရေးကျင်းများနဲ့ရီနေဆန့်အတွေ့အခေါ်များဆိုတဲ့ခေါင်းစဉ်နဲ့ဆင်းရဲလာခဲ့ရာမှာဒီတစ်ပတ်မှာ အပိုင်း၃ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း၃မှာစေတော်မင်းတို့ညဗုဒ္ဓတက္ကသိုလ်ကဗျာဆရာစာရေးဆရာအယ်ဒီတာ မောင်စိုးချေနဲ့ကဗျာဆရာစာရေးဆရာအယ်ဒီတာမောင်လွန်းနေတို့ကအခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်တာရဏကိုမြန်မာလိုပြန်ကြည့်လीမောင်တာရဏရေးဆိုတဲ့ပါဠိစလုံးကို translate လုပ်ရင်ဘာသာပြန်ရင်အဆုံးအမပဲဘုရုအဆုံးအမလဲဗုဒ္ဓတာရဏဗုဒ္ဓရဲ့အဆုံးအမပဲဘုရုတာရဏဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓအဆုံးအမကြီးခုနပြောခဲ့တဲ့အာဘာဆိုတာနှစ်မျိုးဗျာ လဆိုတာဖြည့်စည်းခြင်းပဲယခုပိစုံပံနေရကောင်းကျိုးတွေလည်းဖြည့်စည်းတယ်အနာကဆိုးကျိုးတွေလည်းဖြည့်စည်းတယ်မိမိအကျိုးလည်းဖြည့်စည်းတယ်တိုင်းလူပြည်သားများရဲ့အကျိုးစီးပွားလည်းဖြည့်စည်းတယ်အဲ့ဒီဖြည့်စည်းခြင်းကိုဥစဉ်လို့ရင်ဥစဉ်လူမိုက်ပဲဥစဉ်ရင်ထဲမှာတာရဏကွယ်သွားပြီမင်းအောင်နိုင်လို့ရင်မင်းအောင်နိုင်လူမိုက်ပဲတီတကူလို့ရင်တီတကူလူမိုက်ပဲတီတကူရင်ထဲမှာတာရဏကွယ်သွားပြီအဲ့ဒါကိုသိတော့မှအော်ငါဒီဥစ္စာကွယ်လို့မဖြစ်ဘူးငါကျင့်ရမှာပန္နိတပညာရှိလန်းစဉ် ဓမ္မအရမခေါ်ကြစိတ်ဖြာပြီးတော့ဓမ္မတွေကိုပဲယင်ထဲမှာခိုင်တီတဲ့ခိုင်အောင်ထည့်ရမှာဒါကိုငါပေါင်းရမှာလို့သိလာမှာမှန်ပါဗျာမှန်ပါအခုတော့ကိုနေကပြောခဲ့တဲ့အစုံအမတွေဘာဖြစ်သွားလဲဆိုကိုယ်ဟဲသွားတယ်မှန်ပါဗျာကိုယ်နေတဲ့လူတွေများလာတယ်အဲ့ဒါတွေနဲ့ပဲပေါင်းစားကြတဲ့လူဖွဲ့စည်းဖြစ်လာတဲ့အတွက်ကြောင့်ဦးဇင်းတို့ကရှုပ်ကုန်ကြတာဒါကြောင့်မလို့ဗုဒ္ဓဟာတရားကုံတော်ထဲမှာသန္တိတိကအာကာလိကအိပတိကဩပဏိကပစ္စတံဝေဒိတ္တပါဟေဆိုတာမနဲ့ပြန်ရွှေ့တာမပါဘူး ရေခဲတော့ကိုအခုကင်ရင်အခုအေးမှာမနေ့ပြညမှာအေးမှာမဟုတ်ဘူးမီးကိုအခုကင်ရင်မှန်ပါအခုပူမယ်မနေ့ပြညမှာပူမှာမဟုတ်ဘူးအခုတော့ဦးစင်းတို့ကမကောင်းတာတွေလုပ်ပြီးတော့နောင်ကျမှခံရမယ်ဟေ့ဆိုတော့ဦးစင်းတို့ရှုပ်မကုန်ဘူးလားရှုပ်တော့ဘူးဟုတ်တော့မလားအခုမင်းအောင်လိုက်ဒီရုပ်မာနေတဲ့တို့ကြောင့်သူ့ရင်ထဲမှာအခုငဲမီးလောင်းနေပြီလေဘဲတော်တော်သူကြီးကိုင်းကြီးဝစ်ပြီးတော့မလုံးချုံတော့ဘူးသူ့ကြောင့်အခုသူ့စကားကိုလိုက်နာကြတဲ့လူရုပ်မာတွေအကုန်လုံးဘာဖြစ်ကုန်လဲသေကုန်ကြပြီခန့်ကုန်ကြပြီတမိုင်းနေဆိုးကုန်ကြပြီ နော်ဘရူကမှဖြစ်တော့ဘူးပြောချင်တာရဲ့အဲ့ဒါဘာလဲဟဲ့ဆိုတော့ဗုဒ္ဓရဲ့အဆုံးအမတွေနှလုံးသားမှာပွဲသွားလို့မှန်ပါဘူးဗုဒ္ဓအဆုံးအမတွေတာရဏပဲအဲ့ဒီအဆုံးအမတွေကိုလိုက်နိုင်ဦးဇင်းတို့နိုင်ငံကြီးတိုးတက်မယ်ငြိမ်းချမ်းပါဖြစ်ပါတယ်ကဲဘူလွန်းဘူလွန်းလှုပ်ဆောင်မအောင်အဲ့နိဗ္ဗာန်ရဲ့ယူဆဒါမှမဟုတ်ချင်းအော်ပုံပုံတို့ဟိုမိတ်မိတ်မိတ်ဆိုမိတ်ဆိုခဲ့တယ်လို့ပေါ့နော်ဆရာတို့မိတ်ဆက်ပေးထားလို့ပေါ့ဟိုတပိတော့ခံယူခံ ဟိုမြင်တွေ့ရတာလေးပေါ့နော်ရှောက်ထားပါမယ်အဲ့ဒါပါလဲဆိုတော့ပထမအခြေခံပေါ့နော်ဒီအယူဆလွဲတွေကိုတွတ်တွင်းလာတဲ့ကိစ္စပေါ့ဥမာဟိန္ဒူအယူဆရှင်းနိုင်တယ်ဗြဟ္မဏအယူဆတွေရှင်းနိုင်တယ်ဟာနတ်ကွေးကိုးကွယ်မှုတွေအဲ့ဒါစသဖြင့်ပေါ့နော်ဒီမှားယွင်းနေတဲ့အတွေးခေါ်တွေကိုလူဖွဲ့စည်းမှာတွတ်တွတ်တွင်းလာတာကတနည်းအားဖြင့်ဒီတိုင်းပြည်အတွက်ခုနပြောတဲ့အမှောင်တိုက်သေးကိုတွန်းပို့တာပါပဲ အန္တရာယ်တကြီးတော့နော်ရှိပါတယ်နောက်တစ်ခုကဒါကမျိုးဆက်အဆက်ဆက်ကိုကူးဆက်သွားမယ်ယောဂတမျိုးလည်းဖြစ်ပါတယ်ဟောကောင်းလိုက်တော့နောက်ဖုံဖုံကပြောတဲ့ဇာကားလေးတစ်ခုတပြည့်ကောက်ကောက်ယူကြည့်တာပါဘုရားတာသနာဆိုဘုရားအဆုံးအမဆိုဘုရားကအဆုံးအမပြုခြင်းဟာအဖြစ်ဘုရားကသူ့တာသနာသူ့အဆုံးအမကိုကောင်းမှုပြုတာလူအကျိုးလူအဖွဲ့အစည်းလူမှုဝန်းကျင်လူကုန်တိတ်ခါရှိတဲ့ တ်ဝန်းကျင်တစ်ခုတည်ဆောက်ပေးတာဓမ္မအမှန်တရားကိုထွန်းကားအောင်အလင်းရောက်ပေးတာဟုတ်မှာအဲ့ဒီဟာကိုစောစောကပြောတယ်ပေါ့နော်လူမိုက်တရားလူမိုက်အဆူအမိတ်နေနဲ့လူသူကိုလိန်ညာမယ်ဂျင်းထဲ့တယ်ပေါ့နော်နောက်တနည်းအဖြစ်ပြောမယ်ဆိုရင်လေမလူလားအဲ့အခုနပြောတဲ့နိဗ္ဗာန်ငရေပေါ့မကောင်းတဲ့လုပ်တဲ့လူကဒီကနေ့ ဘုရားရှင်ကိုတပြေပန်းနှစ်ခက်လောက်တင်တယ်ချက်ချင်းနိဗ္ဗာန်ရောက်မယ်ဆိုတဲ့အယူဆမျိုးဒါအင်မတန်ယုတ်တိကင်းဝေးလွန်ပါလေဒီအဲ့လိုယုတ်တိကင်းဝေးတဲ့ကစ္စရာတွေပေါ့ခုနကဘုံဘုံတို့မိတ်တို့ပေါ့ဒါကတပည့်တော်ကအထိုက်လျောက်ပေါ့ဓမ္မနဲ့နည်းနည်းနှိဆက်တယ်လို့ပြောရပါတယ်ချင်းကမိလို့ရှောက်ထားတာပါတချို့ခုလိုလူငယ်တွေပေါ့ဒီကနေ့လူငယ်တွေမှာဒီအဲ့ဒီဂျင်းနေနဲ့ကြီးပြင်းရတဲ့ခါကျတော့သာသနာဆိုတာဘာလဲပေါ့ ဗုဒ္ဓအမွေနဲ့ဆိုတာဘာလဲပေါ့ဒါတွေသူတို့စူးစမ်းကြည့်မရဘူးအနည်းဆုံးပြောတဲ့လူအတိုင်းဝန်ကသင်ဟက်နေတဲ့ဟာတွေအမှန်လို့ထင်တာအဲ့တော့စောစောဖုံဖုံပြောလို့ရပဲဓမ္မပေါ့အမှန်တရားပေါ့အဲ့ဒါတွေကစိတ်သုံးကုန်တာပေါ့ဟုတ်ကဲ့စိတ်သုံးကုန်တဲ့အခါကျတော့ကျွန်တော်လူမိုက်ကြီးဆိုးရွာတာတွေဂိုင်းကနာတွေထွက်လာတယ်อืมအဲ့ဒီလူမိုက်ကြီးဆိုးရွာဂိုင်းကနာတွေဟာဘာသာရေးအဆောက်အုံတွေကိုစိတ်ဝင်လာတဲ့အခါကျတော့ဖုံကြီးတွေကပဲလူမိုက်ဖုံကြီးတွေဖြစ်အလစ်စီတွေဖြစ်ကုန် ်ကဲအဲ့ဒါဒီကနေ့တပည့်တို့နိုင်ငံရဲ့အနည်းဆုံးတော့လူအဖွဲ့အစည်းမှာကြုံတွေ့နေတဲ့အရင်ဆိုင်ရတဲ့တကယ်လောကငရေပဲပြစ်စုံပန်ငရေပါဗျာအဲ့ဒါလေးပြောချင်တယ်ဟုတ်ကဲ့ကဲတစ်ဆက်တည်းပဲဆရာတော်စိုးစိုးကအမင်းရှိတာလေးလဲဘူလွန်းအနေနဲ့ဆရာမွန်လွန်းအနေနဲ့နည်းနည်းလေးတုံ့ပြန်ပေးပါအောင်ဗျာဝေဖန်ပေးပါအောင်ဆရာတော်ခုနအမင်းရှိတာလေးကိုကျွန်တော်တို့ပြန်သဘောကျတယ်ခင်ဗျားလည်းသဘောကျမှာပါကျပါတယ်ကျပါဘာလဲဆိုရင် ီတရားတွေဓမ္မတရားတွေထွန်းကားဖို့ဆရာတော်တွေလိုပဲဆရာတော်တွေကဲ့သို့ပဲပုံကိုယ်တွေရှိတယ်လို့လူပုံကိုယ်တွေလည်းရှိဖို့လိုတယ်ရေးစရာကြီးရေးမယ်ဟောစရာကြီးဟောမယ်ဒီအမောင်တိုက်ကြီးကိုတိုက်တာပေါ့နော်အဲ့လိုတိုက်တဲ့အခါမှာအားလုံးမှာတောင်းအောင်ရှိလာပြီဆိုတော့ဆရာတော်ရဲ့သုံးသပ်ချက်ကလေးလည်းနည်းနည်းလေးဖြစ်ဆွဆမအောင်ဗျာဟုတ်ကဲ့ဆရာဆရာမတို့ချင်းပေါ့နော်ဒီဆရာတော်တွေအားလုံးနဲ့တပြီတော့ယူသေးလေးသောက် တပီတော့အမြင်လေးကိုရှောက်ထားပါမယ်အဲ့ဒါတော့အဓိကတော့တပီတော့သူကတပီတော့ရဲ့လူပုံခန်းဝါပေါ့နော်လူပုံခန်းဝါကိုဘယ်လိုဘုရားဘာသာတာသနာရဲ့အဆုံးအမနဲ့ကြီးပြင်းစေချင်တာလဲခွင့်ပြုတိုးတက်စေချင်တာလဲကုတ်ပြီးနောက်တစ်ခုကကောင်းမှုဆိုတာဘယ်အရာကိုပြဋ္ဌာန်းချင်တာလဲကိုကိုယ်တိုင်ကောင်းမှုကိုကိုယ်တိုင်ဆန်းစစ်နိုင်ရမယ်ကိုကိုယ်တိုင်ရှာဖွေတွေးရှင်နိုင်ရမယ်ဓမ္မဓမ္မကိုသိမှာဓမ္မအမှန်တရားကိုချင့်ကန်နိုင်မှာနောက်တစ်ခါ ဗုဒ္ဓနဲ့အာဓမ္မနဲ့အာဓမ္မကိုခွဲခြားစိတ်ဖြာနိုင်မယ်။နှုတ်ပေါ်တော့ကျွန်တော်တို့ကဇဝေဇဝါနဲ့ပေါ့လေဒီလူအဖွဲ့စည်းကဖယိုဖယဲဖြစ်ပြီးတော့ဆောဆောပြည့်ရဲ့လောကငယ်ပဲပြီးတော့နိဗ္ဗာန်ဆိုဝေလာဝေးဟွန်းစဉ်းစားရအကြောင်းမရှိဘူးဟွန်းစိတ်ကူးနဲ့မှန်းညော်လို့ရတဲ့နိဗ္ဗာန်လည်းမရှိတော့ဘူးဟွန်းအဲ့ဒါဘာဖြစ်သွားတယ်လဲဆိုတော့ကကြတော့အမတန်နေဆိုင်နဲ့အမှောင်တွင်းနေရနေရုံးခဏမဲ့နုံနှဲမှကြာနေအဲ့ဒီဟာကိုတပည့်တော်ကခုနပြောလို့ဆရာပြောလို့ပါပဲ ရဲရဲဖော်ထုတ်ရမယ်ရဲရဲမတော်လန်းမယ်ဒီဟာကအမှန်တရားတွေတော်လန်းနေရမြင့်မြတ်တဲ့ဒီဟာကဟိုလုံလဆိုင်သူတွေရဲ့ဟိုစွန့်ပကားပါပဲမှန်ပါအဲ့ဒါဘယ်တော့မှအကျိုးမရောက်ပါဘူးဟုတ်ပါဘူးဒါတစ်ချိန်ချင်းအနာဂတ်အတွက်အင်ဇန်စပါတဲ့အလင်းတက်ကိုရမှာပါကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ဆိုတော့အနာဂတ်ဘာတခါလဲရှင်ညုံတော့ဆရာတော်ကအော်ဆရာမလွန်နေပါပြောတော့တာပေါ့နော်အဲ့တော့ ဆရာတော်ကအမင်းရှိတဲ့ထဲမှာဒီနေ့လူယုံမှာဖက်စစ်စေုပ်စုမိษาတွေပေါ့နော်မိษาတွေဖုံးကြီးတွေနဲ့မိษาဖုံးကြီးနဲ့မိษาစေုပ်စုနဲ့ပေါင်းစည်းပြီးတော့ကအမောင်တဲကြီးထဲမှာလူအဖွဲ့စည်းကိုကြာရအောင်လုပ်နေတယ်ဒီမှာတစ်ချက်သွားပြီးတော့အာဘောကမင်းနဲ့ဒီနေ့ဖက်စစ်စေုပ်စုနဲ့နည်းနည်းများကြွာချမလားပေါ့ဘူလွန်းရဲ့ကိုတော့ရည်ကျဲကျဲနဲ့ပဲပြောချင်ပါတယ်ဗျာအဲ့တော့ဘာကြောင့်လဲဆိုတော့ဒီစေုပ်စုကတိတ်ပြီးတော့ ဟိုလူတက်ထိုင်ရင်အတူတူပဲနော်အာတော့ကမင်းလည်းလူတက်တယ်နော်ဒါမလဲလို့အကျွတ်တရားရသွားတယ်ဒါမလဲစဉ်းစားကြရတယ်အများကြီးပဲဗျကျုပ်ဖတ်ထားတဲ့ဂုတုတို့လေးအဲ့မှာဘာလဲဆိုရင် ဆောင်းမပဲပြောကြပါဆိုဗျာအာတော့ကမင်းလက်ထက်မှာအာတော့ကလည်းလူအင်မတန်ပတ်တာတနေ့ तू ကတိုင်းနိုင်ငံကိုလှည့်တဲ့အခါကျတော့မုတ်ဆိုးမတရားနဲ့တွေ့ မုဆုမတယောက်ကသူ့သားကအာတော့ကအသက်ခံထားရအဲ့ဒီခါမှာမရှောင်နိုင်မတိန်နိုင် တွေ့လဲတွေ့ရောရန်တွေ့တာအာတော့ကလေအာတော့ကရန်တွေ့ခံရတာအာတော့ကကိုအဲ့အမျိုးသမီးကြီးကအရက်သူအမျိုးသမီးကြီးကရန်တွေ့ကျုပ်ရဲ့သားကိုတတ်တာနေပဲဖြစ်တယ်နေရလူသက်ကောင်ဖြစ်တယ်အဲ့ဒီခါမှာလူတွေရှေ့မှာရန်တွေ့ခံရတဲ့ခါကျတော့နင့်ကိုငါတတ်မယ်ဘာညာတော့ မပြောတော့ဘဲနဲ့တတိတရားရသူတက်ခဲတာလေးပြန်ပြီးသတိရဟာငါလူသက်ကောင်ကြီးဖြစ်သွားပါလားဆိုပြီးတော့ကတဲ့နော်ဘာလို့လဲဆိုတော့ဖယားတွေကြောင်းတွေကန်တွေတဲတာပေါ့ဗျာဟုတ်ရောရေငုံဘောဘလာရေငုံဘောဘလာရေငုံဘော၈000လေးတော့ရေငုံဘော၈000လေးဘာလဲဘာလဲ ဆေးဥစုကလောအပ်စေခိုင်းတာပေါ့ဆေးဥစုကဒီဝုထုတွေကဟာများယူထားသလားအဲ့လိုလည်းပဲပြောတယ်ခုနလိုဟလာအတိတရားရမှာလည်းမဟုတ်ဘူးအခုဟလာအတိတရားရလို့ဒီကြောင်းဆောက်ခြင်းဟလာဖျားတင်ခြင်းလောက်တာလည်းမဟုတ်ဘူးလို့ကျွန်တော်တို့အားလုံးအကျွင်းမှာလက်ခံထားပါတယ်ဘာဖြစ်လို့လုံနေတာလဲလူကြားကောင်လောက်တာဗျာဟုတ်တယ်မလားမဘာသာဗျာဗမာပြည်မှာခုနလိုချင်းတဲ့ခံရတဲ့ပြည်သူဟာ ျွန်တော်အရင်တစ်ပတ်ကဆွေးနွေးသလိုပါ185ရောက်လောက်ရှိတယ်ခင်ဗျားတို့အညာမှာပူပေါ့မယ်တဲ့ဟုတ်တာပါတော့ဒါဟာသာလုတာပါဟာသာမထောကားလို့လားဆိုတော့အောက်ပြီမှာလည်းအတူတူပါပဲဗျာကျုပ်တို့ယွာလည်းဒီတိုင်းပါပဲဗျာခင်ဗျားတို့ဇာတိယွာနဲ့အတူတူပါပဲဗျာလူတရားမှာ90လောက်ကဒီအစင်လာကြီးဂျင်းတက်ခံထားရတဲ့အစင်လာအမုံတိုက်ထဲမှာရောက်နေကြတာပါဒါကတော့ဆရာတော်မေတ္တညဗုဒ္ဓတက္ကသူ ဗျာဆရာဆာရေးဆရာအက်ဒီတာမောင်စုချိန်နဲ့ဗျာဆရာဆာရေးဆရာအက်ဒီတာမောင်လွမ်းနေတို့ဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်အပိုင်း၃ပဲဖြစ်ပါတယ်ဆွေးနွေးချက်အပိုင်းလေးကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တဲ့ဆိုတဲ့အကြောင်းကိုပထင်ကောင်းပါအပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်